တော့တကယ်ချင်းကမရှိသွားတော့လေမဟုတ်ရှိရလားဆိုတော့လေမဟုတ်ပြန်ဘူး။နော်နီ င်္ဂလာပါဒီနေ့ကတော့စနေပိတ်ရမှာမလားပဲအချိန်ကိုဆင်းရမှာဖြစ်ပါတယ်တကယ်တမ်းဒီလိုရက်တွေဟာတာမန်လို့ဆင်းရတဲ့ရက်တွေတက်ပုံပင်မှန်းတယ်လို့ blog video ဆိုတာတက်ကိုကိုကို record တင်ထားတဲ့ video ဖြစ်တာဖြစ်ပါတယ်ခင်ဗျာစကားပြောဖို့မရှိစကားပြောလို့မရဘာရည်အချိန်ဟာဟိုးဘာခံနေကြရဲ့ဆရာဆက်ပြီးတော့ပြည့်ရအဲဟိုတော့ရေဆိုးဘူးရေဘူးတွေးနေအားရလက်ကရတို့တော့ ရပဲရောရောနဲလိုက်ပါအဲ့ဒီမှာတယောက်ရိုးရတာတယောက်နဲ့တယောက်တော့လုတ်နိုင်တယ်ဘယ်ကနေလဲဒီလိုကြည့်ရအောင်တကယ်တမ်းဒီလိုစနေပိတ်ရတွေဆိုစက်ယုံကအဆင်ပြေတဲ့လူ ရွေးပြီးတော့ဆင်းလိုက်တာပေါ့ဆေးရုံတစ်ခုလုံးမှာလူ6ယောက်9ယောက်လောက်ပဲရှိတတ်ပါတယ်ဒေါ်အားကတော့ရရဲဆိုပေမဲ့အင်မတန်မှပြင်းထန်အကောင်းဆုံးရဲ့ဆော်ပုံမှန်တာမို့အစင်းရင်ပဲလေကြိုးစားပြီးတော့လုပ်နေကြတာပဲဟုတ်ဟုတ် here come oh here come ကတုံးလတုံးမဆက်တုံးဆိုပတ်သက်တရားကိုလည်းလိုက်ရှာနေရဟုတ်ဟုတ် coffee ဇက်ကအောက်ထပ်မှာဆိုတော့ဒလိကနဲ့ပဲသွားတော့မယ် အလုံးနားကျင်တနားရီရတာမို့ကော်ဖီတောက်ပြီးတမင်းစားခန်းမှာတောက်တနာပြန်နားပြီးတာနဲ့ညနေပိုင်းကျွန်တော်အလုပ်ကပြန်ဝင်ရမှာဆိုတော့ခေါင်းကကြည်နေမှဖြစ်ပါတယ်မဟုတ်ရင်အဲဘုန်းလုံးကတော့ခေါင်းကတညက်နေလို့ကြည်နေတော့ကျွန်တော်ဝယ်တဲ့ကော်ဖီဘူးကတော်တော် HTC ပြည်တဲ့အထက်မှာပါတယ်ဗျစေယုံရဲ့ဈေးရောက်သက်ဆိုတော့လေဈေးလက်ချိုတယ်ပြီးတော့အပြင်လည်းတွားကြမှာလို့ဆိုတော့ချေုံမှလုံးလုံးတဲ့လူတွေတော့ကတော့တော်တော်လေးဥမှအဆင်ပြေပါတယ် 2019ခုနှစ်လောက်ခဲ့ကဂျပန်ဆက်ရောက်ခဲ့တာပေါ့ဗျာဟိုလာတာအဲဆက်ရောက်မှမရဆိုတော့တလားကိုလာတာဆက်ရတခါရတယ်လာတာဆက်ရတခါရတိုင်းရတိုင်းမှာဒီလိုလာတာဆက်ရကို36ရက်ပြည့်ရင်တော့ငါမြန်မာပြည်ပြန်ပါပြီဆိုပြီးတော့စိတ်ကထင်သားပေမဲ့တကယ်လည်း30ဒေါ်လာရဲ့ဘယ်နှစ်နဲ့ရင်းကြံဖြစ်လာတယ်မြန်မာပြည်ပြန်အောင်ပြန်သူဆိုတော့ဒါနိုင်ငံခြားကံရံကောင်းနေတာလား တွန်းစားတာနဲ့ရှိနေတာလားဟုတ်ဟုတ်ပါတယ်လူကြီးတွေပြောသလိုနိုင်ငံခြားထွက်ပြီးပြက်ဖို့ခက်တယ်ဆိုတာတချို့အတွက်တော့တော်တော်လေးမှန်ပါတယ်ဒါပေမဲ့ဆိုတော့အခွင့်အရေးနဲ့နိုင်ငံခြားမှာပဲပူပေါင်းတာကိုတွေ့ရတယ်နောက်ပြီးတော့နေရာတက်မှာအဆင်ပြေအောင်ကြိုးစားကြတယ်ပြန်ဖို့အတွက်ကြတော့ပြည်ပင်းမှာအလုပ်အကင်တွေအဆင်မပြေမှာတွေကြောက်ရင်းနေပဲပြန်ဖို့ခက်ခဲတွေတစ်ခါဖြစ်ကြရပြန်တယ်နိုင်ငံခြားမှာ လုံးလုံးအာဆက်ရုံမှာတကယ်ကြီးနေမရှိဘူးလားဆိုတော့လည်းမဟုတ်ပါဘူးရှိလားဆိုတော့မဟုတ်ဘူးဘာလို့ဆိုတော့ဒီမှာဆက်ရုံက ဗန်အေယုတ်ဖိလစ်ပင်းဗီယက်နမ်မြန်မာဒီလိုကငါးမျိုးလို့ပြောတယ်ဒီဆက်ယုံကအလုံးလို့ရှိရင်ဆက်ယုံမှာတွေ့တွေ့ယူရလို့ရှိရင်အလုံးချင်းပြုလို့ရှိရင်ပြန်အိမ်မှာပြန်လို့ရှိရင်ကိုခန်းမှာကိုနေမနက်ကအလုံးတရားထားလို့ရှိရင်ကိုဒီသမင်းရိုက်ဆိုရင်အလုံးပြန်လာဒီဒီပိတ်ရက်တွေဆိုရင်လည်းတောက်တန်းဆက်တာမျိုးပဲပြောတယ်တကယ်ချင်းကမရှိပြန်အဲ့တော့တကယ်ချင်းကမရှိဘူးလားဆိုတော့လေမဟုတ်ရှိတယ်လားဆိုတော့လေမဟုတ်ပြန်ဘူး 何ミンピ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 ဟုတ်ကဲ့ပါဒါကတော့ကိုစီခုနှစ်နှစ်ကျော်လုပ်ခဲ့တဲ့အလုပ်တစ်ခုရဲ့အကြံပြုပဲဖြစ်ပါရဲ့အလုပ်ထဲမှာတော့တော်တော်လေးကမှအထီးကျန်တယ်လို့ပြောလို့ရတယ်ပေါ့နော်အကောင့်ဘက်ကကြည့်ရင်တော့ကိုစီတို့ဂျပန်မှာအလုပ်လုပ်ကလူရည်တက်တယ်လို့ဆိုတော့ညာလည်းပဲတကယ်တမ်းမှာလုံးလုံးနေတဲ့လူတွေကတော်တော်လေးကမှ သူ့ဆိုင်ရဆိုင်နဲ့ပတ်သက်ပြီးတော့စိတ် pressure တော်တော်များများရှိရပါတယ်အလုပ်ချိန်မှာကိုစီရိုကိုကိုစီရိုမပိုင်ကြပါဘူးကိုစီရိုရဲ့စိတ်တွေကိုအမြဲတမ်းဖိချုံနေကြရတာကိုကိုစီလိုနိုင်ငံခြားရောက်နေတဲ့ကိုရဲ့မိသားစုဝင်တွေကိုအမြဲတမ်းအချိန်ပေးပြီးတော့နွေနွေထွေးထွေးဆက်ဆက်ပေးကြပါလို့အကြံပြုရင်းကိုစီရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျကိုစီနောက်ထပ်ဗီဒီယိုတွေအတွက်ကြိုးစားပါဦးမယ်